တည်တက်သွားတာအရှင်ဘုရားလားဟုတ်ပါတယ်ဟိုဒီတက်ရေခွက်ထဲမှာရေကလေးခြံပစ်ခဲ့တာအရှင်ဘုရားလားဟုတ်တယ်လေတပည့်တော်ခြံခဲ့တာပဲအမေကိုတော့တောက်အပတ်တင်တာကိုတော့မသိဘူးလားသိတယ်လားအမေဓမ္မပဋိကကြီးလုံနေပြီးတော့ဒါလေးတောင်အပတ်တင်တာမသိဘူးလားဒီလိုလောက်တာဟုတ်အာဒီမတိလို့ပါဗျာဒီလိုဆိုရင်လည်းတပည့်တော်အဲ့ဒီအပြစ်တဲ့ဥစ္စာကိုတပည့်တော်ကူစားပါမယ်ရှင်းပြမတိဟိုမတိလို့ဒီလိုလုပ်ပြီးတာလားဟုတ်ပါတယ်တပည့်တော်မတိလို့လုပ်ပြီးတာပါ ဒီလိုဆိုရင်တော့လက်ကိစ္စမရှိပါဘူးဟိုတမင်လောက်တာဆိုရင်တော့ဒါအပြစ်တင်နေကိုတော့ဩအာမေဩလုံးမနေနဲ့ဟင်းကိုတော့ဓမ္မဂတိကကြီးလုံးနေပြီးတော့ဒါလောက်ကလေးတောင်မှမသိဘူးလားအဲအဲ့ဒါလိုနဲ့အဲအပြစ်ဒီတမင်လောက်တာမဟုတ်ပါဘူးအမှတ်တမဲ့မသိလို့ဆိုရင်တော့ကိစ္စမရှိပါဘူးဆိုပြီးတော့ခွဲသွားကြတာပေါ့လေ အဲ့ဒါလို့နဲ့ကိုရောကဒီတိုင်းနေရင်တော့အဟုတ်သားဘောဝီနီတို့ကိုရောကသူ့အကြောင်းရောက်တဲ့အခါသူ့ကိုရောတွေစာချတဲ့အခါကျတော့ဒီအကြောင်းအရာဆက်ဆက်လာတော့ပြောတယ်။အောက်မဲ့လေးဗျာဒီနေ့တုန်းကဓမ္မကတိကကြီးတယ်။ကုဒီတက်ပြီးတော့ရေတွေခွက်ထဲခြံရစ်ခဲ့တယ်။အောက်မဲ့လေးအပြစ်တက်လို့သင်မှတ်တော့မသိဘူး။မင်းတို့ဝီနီကိုနားလည်အောင်လုပ်ကြနော်။ ကိုကိုတော်ကြီးပါဇာကြီးတပြဲပြဲနဲ့ဓမ္မပတိကာကြီးပလင်ဘောကနေနေဩနေတာဝီနီလေးတောင်သိတာမဟုတ်ဘူးဒီလိုပြောတာကိုဟာဟုတ်ကလားဆိုပြီးတော့ဒီတဲ့အဲဝီနီတို့ကိုတော်ရဲ့တပည့်တွေကကိုဓမ္မပတိကာကိုတော်တွေတပည့်ကြီးတွားကြတာပေါ့လေလူငယ်ချင်းကတော့ဖြစ်ကူလူဆက်ဆံရှိနေကြတာကိုအရှင်ပြားတို့ဆရာကြီးကဩကုတီတဲ့ရေချမ်းပစ်ခဲ့တဲ့အပတ်တင်လာတော့မသိဘူးဆိုပါလားဒါပြီလေငယ်တဲ့သူချင်း ဒါနဲ့ငယ်တဲ့ကိုတော်တရားလျှောက်တာပေါ့အရှင်ပြဒီလိုဒီလိုဆိုပါတော့ဟိုဘက်ကလာပြောနေတယ်ဟောဟုတ်ကိုတော်ကြီးတနေ့တုန်းကပြောတော့ तू အဘမသိဘူးလို့ပြောတယ်အမှတ်တမဲ့လောက်တာဆိုရင်မသိဘူးအမှတ်တမဲ့လောက်တာဆိုရင်နော်အမသိဘူးလို့ပြောပြီးတော့အခုသိတယ်လို့ပြောပြပြီမုတာဝါဒကိုတော်ကြီးလှုပ်လိုက်ပြီဟုတ်ကဲ့လားဓမ္မဂတိကကိုတော်ကလည်းပြန်ဆွဆွဲပြီးဒီကိုတော်ကြီးတမျိုးတမျိုးပြောတယ်စောစောတုန်းကတော့ဟိုမသိလို့လောက်တာဆိုရင်အပြစ်မရှိဘူးလို့ပြောတယ်မဟုတ်လား အခုအပြစ်ရှိတယ်နဲ့ပြောပြပြီးကုစာလေးကျော်ကုစီတနံဒီကိုတော်ကြီးမုတာဝါဒကိုတော်ကြီးပြန်ပြီးတော့ဆွဆွဲလိုက်ပြီးဟာသွားကြကြနာပဲဓမ္မကတိကကိုတော်ရဲ့တပည့်တွေကလည်းဘာအညံ့ခံလဲကုဆရာတော်ကြီးကဟောပြောနေတဲ့ပုဂ္ဂိုလ်မဟုတ်လားကိုတော်တို့ကိုတော်ကြီးကဆရာကြီးကမုတာဝါဒကိုတော်ကြီးပြန်ပြီးတော့တင်လိုက်ကြပြီးဟိုကလည်းပဲအပြစ်ကလေးတင်တာတောင်မသိတဲ့ဓမ္မကတိကကြီး တစ်ဖက်နဲ့တစ်ဖက်ပေါ့လေအာဟိုကလည်းပဲမုသာဝါဒကုရောကြီးဟိုကလည်းပဲဓမ္မကတိကကြီးလုံနေပြီးတော့ဒီလောက်အပြစ်ကလေးတောင်နားမလဲတဲ့ကုရောကြီးအပြများအလန်လန်ပြောကြတာပေါ့အဲဒီကျင်စိတ်ဝမ်းတွေကွဲအစတုန်းကဆိုရင်ဟိုဘက်နဲ့ဒီဘက်နဲ့ကုလူဆက်ဆံပြီးတော့အင်မတန်ချမ်းသာနေတဲ့အဖြစ်ကနေပြီးတော့အခုတော့စိတ်တက်တွေကွဲပုံပြီစိတ်တက်တွေကွဲဒီစကလုံးကတရွေ့တရွေ့နဲ့ကျဲပြန့်လာတော့ဘာရမလဲကုကွယ်တဲ့ဘိက္ခုနီမတွေရှိသေးတာပဲ ူတို့ဘုံကြီးငါတို့ဘုံကြီးနဲ့ဖြစ်ကုန်ကြတာပေါ့သူတို့ပဲငါတို့ပဲနဲ့ဘိက္ခုနီမတွေလည်းပဲနှစ်ပက်ခါဖြစ်ကုန်ကြတယ်ဒီအကြောင်းအရာကြည့်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 နဲ့ပြီးတော့ဒကာတွေကလည်းပဲဒီတိုင်းပဲတယ်ဗျာဟိုဘက်နဲ့ဒီဘက်ဖြစ်ကုန်ကြပြီဒကမာတွေလည်းပဲဟိုဘက်နဲ့ဒီဘက်ဖြစ်ကုန်ကြလိုက်တဲ့ဥစ္စာဟာတွေတွေနဲ့ကြောင်းကြောင်းနဲ့တည်းလည်းကွဲတယ် အောင်မယ်ဒါရင်ဘယ်ကားမလဲဘုံမစိုးနတ်တီလဲကွဲ့နောက်တော့တွေ့တွေ့နဲ့တစ်ဆင့်တစ်ဆင့်သူ့ကိုယ်တော်ငါကိုယ်တော်သူ့ဘက်ငါဘက်ပေါ့အဲ့ဒီလိုနဲ့ညင်းရင်ကနောက်ဆုံးကျတော့ဟောနတ်ပြေ၆ထက်လဲကွဲ့လာတယ်ဘောပုထုဇဉ်နေမဟုတ်လားနတ်ပြေချောက်တာတမကဘူးဒီကွဲတဲ့သရဉ္ကြီးရဲ့တွေ့တွေ့နဲ့တစ်ဆင့်တစ်ဆင့်တက်သွားလိုက်တာဗိမာပြေတိအောင်ရောက်တာလေဟင်းဗိမာတွေလည်းပဲပုထုဇဉ်ဗိမာတွေရှိတယ်မဟုတ်လားရှိတော့သူ့ဘက်ကိုယ့်ဘက်ပေါ့ ဟာလူပြေကကွဲတဲ့အကွဲဟာဟိုးဗိမပြေချီအောင်တောင်ရောက်တာတဲ့နှစ်ပက်ခါကြီးကွဲတော့တာဟိုးဒုက္ခကိုရောက်လို့အမိုက်ကစပြတ်တက်ပြီးတော့တာမဟုတ်လားကိုတော်လေးတပါးကသွားလျှောက်တဲ့အရှင်ဘုရားဒီလိုတန်ဃာတော်တွေတော့ဖြင့်ဒီတိုင်းဖြစ်ကုန်ကြပြီဘုရားနှစ်ပက်ခါတွေကွဲလူတွေလည်းကွဲအကုန်လုံးဒုက္ခတွေရောက်ကုန်ကြပြီဘုရားအေးဒါဖြင့်လွတ်လိုက်စမ်းခေါင်းဆောင်နှစ်ပါး ဆိုပြီးတော့ခေါ်လိုက်တော့ခေါင်းဆောင်နှစ်ပါးကိုတော့ရောက်လာပါတယ်။ဝိနည်းတို့ခေါင်းဆောင်ရဲ့ပြီးတော့အပူတုတ်တန်ခေါင်းဆောင်ဓမ္မကတိကကိုရောရဲ့မဟုတ်လား။မင်းတို့ဒီလိုဒီလိုဖြစ်ကြတယ်လို့ကြားတယ်ဟုတ်သလားဟုတ်ပါတယ်ဗျာ။ဘယ်တော်မလဲကွာမင်းတို့တွေကဖင်းနေသာသနာတော်တဲ့နေပြီးတော့ဒီလောက်ဘာမဟုတ်တဲ့အကြောင်းအရာလေးကိုအစွဲပြူးပြီးတော့မင်းတို့တွေကတယောက်နဲ့တယောက်မကြည်နိုင်မချမ်းနိုင်သူမလျှော့ငါမလျှော့ဆိုတော့ခုအကွဲကြီးကတခါတည်းဟိုးမြမပြေးကြည့်အောင်တောင်းဆက်ပါပြီ နှစ်ပက်ခအခွဲကြီးကဟုတ်တယ်မဟုတ်လားစိတ်ချမ်းသာနိုင်ပါမလားဘယ်ချမ်းသာနိုင်လိမ့်မလဲဒါကြောင့်မင်းတို့ညီကြတော့ညွတ်ကြတော့တယောက်တယောက်လျှော့ကြတော့ပြောတယ်အမေကုတ်ပြီးတော့ဒါနားထောင်နေတာသူတို့တရားဟိုကမပြူဘူးဖျားစကားကိုလက်မခံကြဘူးဘယ်နဲ့လဲငါဖျားပြောတဲ့ဥစ္စာမင်းတို့လက်ခံမလားတိခဏတော့